ားလုံးပဲမင်္ဂလာပါဗျာကောင်းဆက်တဲ့ထားလာမအောင်ပြန်လဲကြိုးစိုးလိုက်ပါရခင်ဗျာကိုတင်ဆက်ပေးမယ့်ရုံတန်ပြီလို့ဖိုင်လေးတော့တောင်းကြီးတစုံတိုင်းပွဲကိုရောက်ရှိနေတဲ့ပေါ့ကတော့ဘုန်းကြီးရုံတန်ဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒါကြောင့်ပေါ့ကတော့ဘုန်းကြီးဟာတောင်းကြီးတစုံတိုင်းရောက်ရှိနေတဲ့အချိန်မှာဘာတွေဘယ်လိုပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တဝေးဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ထားလာမအောင်အတူပဲကျေးဇူးတင်ရှိပါရခင်ဗျာ ဲအမျိုးတွေမင်္ဂလာပါဗျာအခုဆိုလို့ရှိရင်တော့ဒါဦးဇင်းမျိုးမြန်လွတ်တဲ့ခွင်းကြီးထဲမှာရောက်ရှိနေပါတယ်ဗျာနော်။ဒီမှာကမ္ဘောဒါဗန်ဒါရဲ့မျိုးမြန်ပေါ့နော်။ဒါတို့မဲကြစနစ်နဲ့တို့တို့ဒါအပြိုင်ဆိုင်လွတ်ကြတာပေါ့နော်။အပြိုင်ဆိုင်လွတ်ကြတယ်။အဲ့တော့ဦးသိန်းကဒါမျိုးမြန်နေလွတ်တဲ့ခါမှာအဘေးပတ်ပတ်လဲမှာဆိုဒါကတော့မျိုးမြန်ခွင်းကြီး။ဒါဒီထက်ကလူတွေကအားလုံးကတို့တို့ဆိုင်ရဆိုင်ရလူတွေဒီမျိုးမြန်ကြီးတွေ့ပြီးသွားလို့ရှိရင်တို့တို့အဖွဲ့ရလူတွေကအကုန်လုံးထွက်သွားမှာဗျာနော်။အကုန်လုံးထွက်သွားမှာ။အဲ့ဒါပြီးနောက်တစ်ခွဲလား။ အဲ့တော့ဒီကွင်းထဲမှာတွေလူတွေမှာဟိုဘက်တွေပတ်ပတ်လဲဒါထိုင်ပြီးမှမတက်ရကြည့်တဲ့လူတွေရှိတယ်။ကွင်းပြေပဲဗျာကွင်းပြေအရှမ်းပဲเนาะဒါကြည့်နေကြတာ။ဒါပြောချင်တာတော့ဒါငိမ့်ချင်းချင်းရဲ့အရာလာပဲဗျာเนาะ။တနေရာမှာမငိမ့်ချမ်းဘူးလားမေးချမ်းဘူးလားစုပူမှုတွေပြည်သူတွေရဲ့အနေထားကိုတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်ဒါအားလုံးဒါကိုကြည့်လို့ရပါတယ်ဗျာเนาะ။ဒါတောင်ကြီးမြို့ကြီးကဘယ်လောက်ငိမ့်ချမ်းတယ်လဲဘယ်လောက်အေးချမ်းတယ်လဲ။တောင်ကြီးမြို့မှာဆိုလို့ရှိရင်ဒါ နမရောအနေမှာဒါနိုင်ငံတော်သုရအနေမှာအားလုံးတရားခိုင်တော့အုပ်ချုပ်ထားပါတယ်နော်အားလုံးလည်းတွေ့နေပါကြတော့နော်အားလုံးပဲလူတွေကဝမ်းမတရာနဲ့ဒါကြည်နေကြတာပဲဗျာနော်ပြည်သူတွေကလည်းဒီမှာခဏနေလို့ရှိရင်ဒီရှုမိဘအနေနဲ့သူတို့ရဲ့ဒါအလားပါတွေဒါထွက်လာတော့မယ်ဗျာနော်ဒါဥစဉ်လဲဒါပထမဦးဆုံးဆိုပါပြီဒီတစ်ခေါက်ပဲဥစဉ်ကတောင်ကြီးရဲ့တောင်နိုင်ခွဲကိုဒါကြုံမှုလာပဲဖြစ်ပါတယ်ဗျာနော်ဒါပြောရရင်တော့ဒီနှစ်ကပူပြီးမှစီရလိုပဲပြောရမှာဗျာနော်မတရားမနစ်ကထဲအစ30လောက်စီရလိုပဲပြောရမှာဗျာနော်အားလုံးကဒါဒီနေ့တိုင်းပါဗျာနော် ဒါသူ့အဖွဲ့နဲ့သူပဲဒါကမ္ဘောဇာအဖွဲ့မိသားစုတွေအကုန်လုံးကဒါဝိုင်းပြီးမှအဖွဲ့တစ်ဖွဲ့တဲ့တန်ဒါကြည့်နေကြချင်းဖြစ်ပါလေဗျာနော်နောက်မှလည်းကဲဟိုဒီဘုံပေါင်းအနေနဲ့ဒါရှမ်းဒလိရိုးရတောင်းတိုင်းဒါတို့ရဲ့ရိုးရဒလိပွဲပဲဖြစ်ပါလေဗျာဒီလိုစီကားတဲ့ပွဲတွေကိုဒါတမ်းမတော်ကလှုပ်တဲ့ပွဲဟိုအားလှုပ်တဲ့ပွဲဆိုပြီးမှအချမ်းပဲတွေညီပိတ်တွေပြေးပြေးတွေပြေးဖြတ်တွေအနေမှာဒါဝါရဖြန်တာကြီးလည်းရှိပါလေဗျာနော်အဲ့တော့ဒါတွေကတော့ဒါ တောင်ကြီးတောင်နိုင်ပွဲတော်ရဲ့ရိုးရရဲ့ပွဲတော်ပြည်သူတွေရဲ့ပွဲတော်လိုပဲဖြစ်ပါလေဗျာเนาะအဲ့တော့ပြည်သူများအားလုံးလည်းပြည်ဖက်ဝေယမ်းပြည်တွေရဲ့ဝါရာမိုက်မှလွတ်ကင်းကြပါစေလို့ပောက်ကတော်သုတောင်းမေတ္တာပို့တလိုက်ပါလေဗျာမြမပြည်ကြီးလည်းငြိမ်းချမ်းပါစေဗျာအဲလာကြီးဒီကအာသာကျောတို့ဒီဒါတောင်ကြီးတောင်နိုင်ပွဲတော်ပေါ့နော်မှန်ပါဗျာဒါဦးဇင်းတို့ကမြို့ပြိုင်ရင်ဒါတလုံးမြင်လိုက်ရတယ် ပင်လိုက်တော့မိကွားပေါ့နော်အခုကျတော့မြူတွေကပစိုင်းတော့ဆိုတော့မလွတ်ရဘူးတမပါဗျာမလွတ်ရတော့လေလူတွေကမအံ့ဩစရာဗျာနော်တမပါဗျာဟိုကလူတွေကြောင်းလွဲလာတာရဲ့အတ္တိတရားရှိလာတာကိုပြောချင်လို့တမပါဗျာဒါကြီးကတော့တောင်ကြီးမှာနေရာဘယ်လောက်ကြာရင်လဲနေပေါင်း40လောက်ရှိပါပြီဗျာနေပေါင်း40ရှိတော့ဒီကိုင်းနဲ့ဥစဉ်နဲ့က2013ကနေတွေ့ပြီကြတဲ့အခုထိမတွေ့အခုတော့ပထမဆုံးတွေ့ရလားတမပါဗျာနေပေါင်းတွေမနေဘူးတမပါဗျာအဲ့တော့ဥစဉ်တို့အစကတောင်ကြီးလူတောင်ကြီးသားတွေရောပေါ့နော်အကောင်လုံးပေါ့တနိုင်ကလုံးတိုင်းလူတိုင်းအကောင်လုံးကိုမြေ ဗမာတွေရောတိုင်းလူတိုင်းသားတွေရော2012年မှာတော့ဒီတောင်ကြီးတောင်နိုင်ပွဲဖြစ်တယ်မှန်ပါဗျာအဲ့တော့တောင်ကြီးတောင်နိုင်ပွဲဖြစ်တော့လူတွေကတောင်တောင်အတ္တဆန်ကြတာပေါ့နော်အတ္တဆန်ပြီးမှနည်းနည်းအဆွင်းရောက်တယ်လို့ပြောရပါပေါ့တောင်ကြီးတောင်နိုင်ပွဲဆိုတာပုံမလင်းလင်းပြောရလို့ရှိရင်ဒီအဆိုးရအလုပ်တာမှန်ပဲအဆိုးရစီကောင်ချစ်ပါပေးတာမှန်ပေမဲ့လည်းပဲဒါရိုးရတောင်တိုင်းမှန်နော်ခိုင်းနာတွေရောင်ကြီးမျိုးတွေကတောင်နိုင်ငံလုံးရဲ့ရိုးရတောင်တိုင်းပွဲမှန်ပါဗျာနိုင်ငံတော်နဲ့မဆိုင်ဘူး ်ပါဗျာ။အဲအဲ့မှာလူတွေကအဆွင်ရောက်ပြီးအတားစားပြီးလွတ်တဲ့သူတွေပဲရှိတာဟုတ်လား။တမပါဗျာ။အောင်ကြီးမတော်ကလွတ်တဲ့သူပဲရှိတာအခုလူတွေတော့မရှိဘူးဆိုတမအဲ့ဒီဟာလေးပြီးကျင်လို့နှစ်နောက်စနစ်ကဟာလေး新米啊，那边都是靠石头地哦，丰满茂密啊，七十多家嘛，到处上来买多少，今年买了吧？俺们路公那套石头那边嘛，明年个那套呢，那些里呢，公那套那些俺嘛，明年个的不会是吧？这边，那套石头起在嘞。 ပို့ပြီးစီပါတယ်ဗျာ။ပြင်ကျူးပါတယ်ဗျာ။2019 2020 2020ဒီခုဒါဒါအဲ့အားလုံးနဲ့ဒီဇိုင်းချုံချိုးပလိုက်တယ်ဗော။ချိုးပါတယ်ဗျာချိုးပါတယ်ဗျာ။2019ချိတဲ့ခုချိုးပါတယ်ဗျာ။ဒါဥသိန်းတို့ခုရောက်နေတဲ့နေရာဆိုလို့ရှိရင်လူတိုင်းဝင်လို့မရဘူးနော်။မှန်ပါဗျာမှန်ပါ။လူတိုင်းဝင်လို့မရဘူးဒါမိဘများလွှင့်မဲ့လူတွေဒါစောင့်နေအောင်လား။မှန်ပါဗျာဒီတဲကိုပေးဝင်နေဆိုတာတန်တန်နေပြီပေါ့ဗျာ။ဟော။ဟိုမိဘကအလျင်များပါတယ်ဗျာ။ညာ မိကြီးမိကြီးဆိုရင်ပူအနေနဲ့များတယ်ဗျာသူက best me ဆက်လက်မိတွေကြောက်တယ်ဗျာအဲ့ကြောင့်မလို့ဒီပေါက်တွေမှာလုံညုံရေးတွေပြတ်တက်သွားချထားပါတယ်ဗျာဟုတ်တော့ပါထူးထူးဆန်းဆန်းတွေ့လိုက်ရတယ်အမှန်ဗျာတော့ကတော့လက်မကြည့်လိုက်ပါဘူးတောင်ကြီးကဝင်းကြီးလိုကြားတယ်ဝင်းကြီးကိုယ်တိုင်တော့လာတယ်ဆိုတော့ဆိုတော့မဆုံးပြောရမှာနော်ဝင်းကြီးကိုယ်တိုင်လာတော့အကြောင်းတရားတော့သူမရှိဘူးလူတွေနဲ့တခါတည်းတရားတဲ့လာပြီးမှ လုံချုံရင်လည်းဒါပြောလို့အရင်မများဘူးမများပါဘူးဗျာခုဟာကိုလွတ်လပ်လပ်လမ်းလျှောက်ပြီးမှလွတ်လပ်လပ်ဒီပြည်ရဲ့အကောင်လုံးလိုက်ပြီးကြည့်တယ်ဆိုတဲ့ဘောကပြည်သူကြားထဲမှာပြည်သူနဲ့တသူနဲ့တသားနဲ့သူရမောင်တက်ပြီးတော့ဝင်လာတာပါဗျာအဲ့ဒါဥစဉ်ကလက်မကြည့်လိုက်ပါဘူးသူကဝင်ကြီးဆိုတော့လားမှန်ပါတောင်ကြီးချမ်းမြေနယ်ဝင်ကြုတ်ပါဗျာအော်ချမ်းမြေနယ်ဝင်ကြီးကြုတ်မှန်ပါဗျာဘာပြောပြောပါဒါတို့တွေလည်းဒီလိုစီကောဒီဆက်ကိုတို့တို့တိုက်တိုက်ဝိုင်းဝိုင်းနေတော့ဟိုးဟာဟာတယ်လူတွေလားဟိုးပဲအကောင်လုံးတောင်းဖို့အကောင်လုံးမြင်းနေရတဲ့ဟာတွေဟာမှန်ပါဗျာအဲ့ဒါတွေကကားရောဆိုင်ကယ်ရောလူတွေရောအကောင်လုံးပါဗျာဩကြီး ီတောင်ဘက်ကခွင်းရတော့ကျင်ပြပါပေါ့ဗျာပရိသတ်တွေကြည့်တယ်ခွင်းပေါ့ဗျာဟောဟိုဟိုဘက်ကဟိုဘက်ဘက်လဲမှာလှထိုင်းနေရဟာတွေအကုန်လုံးကလူတွေเนาะအကုန်လုံးထိုင်းကြည့်နေရเนาะမှန်ပါဗျာဘီဘောကလွတ်တဲ့ရအောင်ကျွန်မဗျာတပည့်တော်တို့ဒီမှန်ဆောင်ရှိရဆိုလို့ရှိရင်ဟိုခွင်းမဲ့ပိတ်ပွဲမှာဟိုအတိုင်းသားကတွေအလုံးမှာခွင်းမဲ့မှာလှုပ်တဲ့နေရအခုဒီတနေ့ကတပည့်တော်တို့စောစောကသွားလိုက်တာတိုးတော်မပေါက်ပါဘူးဗျာဟောဟုတ်တယ်စောစောကတခါကြီးလို့ဦးစင်းတို့လည်းတွားရတော့တခါကြီးတို့လုံချင်းမပိုင်လူက ။ဟိုကမြေကြီးတော့အထိမှမဟုတ်တော့လားလတားသီလုံးတော့ပြတ်ပါတော့မှန်မရ။ဘောတော့အန်ဟောဆရာကောင်းတယ်အဲ့ဒါဦးစင်းတော့ကတော့နိုင်ငံရေးရတုံးတက်ချင်တာဘောတော့နိုင်ငံရေးရတုံးတက်မှဆိုရင်တော့ပြည်သူလူထုတွေအထိနာတော့အမြင်မှန်နေရလာပြီလို့ဦးစင်းကတော့တုံးတက်တာဘောတော့ဘာလို့လဲဆိုတော့2020 2021 2020 ်တင်2020 2023လောက်အထိကိုပြည်လူတောင်ကြီးဘွဲ့တောင်းနိုင်မစီဘူး2024မှာလည်းတော့အထိမစီဘူး2024မှာစီခဲ့တယ်လည်းတော့စီခဲ့ရတာဒါမှမမီဘူး2020နဲ့တုံးမှာကြတော့အဲ့လောက်အထိ2020နှစ်မှာဆိုလို့ရှိရင်လူတောင်တိတ်မရှိဘူးလွတ်တဲ့တွေ့ရှိရတယ်တမပါဗျာအဲ့တုံးကဟိုတော့ရတော့ဗျာဒီလောက်ညမီကြီးတွေစိန်တမန်တွေနဲ့ဟောစိန်တမန်နဲ့တကယ်လူတွေကအဆွန့်ရောက်ကြတာဟုတ်တမပါဗျာအဲ့တော့ဝါပြောပြောကဟိုလူကလည်းဒီလိုဒီလူကလည်းဆိုတာဟောက်ခံအားဖြစ်ကြအခုကျတော့ ပြောချင်တာကတော့ဗျာနိုင်ငံရေးရာကြောင့်ဆိုတော့ပထွေးနဲ့ဖေးကြီးကိုကောကောပြားပြတိသွားတာမှန်ပါဗျာဖေးဆိုတာကတော့တာသမီကိုငေါ့ချင်ကောင်းမယ်စူးချင်စူးမယ်ဟုတ်လားဒါပေမဲ့စိတ်ထဲရမှာမပါဘူးဒီတာသမီကောင်းစေချင်လို့ဟုတ်လားဒီတာသမီတိုးတက်စေချင်လို့ပထွေးကတော့တည့်တဲ့အတိုင်းပဲလေပထွေးလေးရောက်ပဲအဲ့ဒါဒီချမ်ပီယံတောင်ကြီးပဲဆိုရင်စီဇန်ရင်တို့တော့မှဖြစ်လိုက်သေးတာဟုတ်တပိုးတွေတက်တိမြောက်လို့ဟုတ်လားမှန်ပါဗျာကိုဘယ်ဒီပါအကုန်လုံးနဲနဲနဲအကုန်ဖြစ်ကြတာပဲစီကားကြီးမှန်ပါဗျာအဲ့တော့ဒီတောင်ကြီးမှာဆိုလဲဥတန်းရွှေဟာဥက္ခရာလည်းဖြစ်တယ် မှန်ပါဗျကျေးဇူးစစ်ခေါင်းဆောင်လည်းဖြစ်တယ်ဟုတ်လားမှန်ပါဘာပြောပြောဒဂါကြီးနဲ့ကြုံတုံနဲ့ဆိုလက်တွဲလှုပ်လာတာကဒါ2013 2014ကတည်းက7နှစ်ကျော်ပါပြီ7နှစ်7နှစ် လောက်ကျော်နေပြီဘာပြောပြောဒါ Wanda PD လည်းဖြစ်ပြီတယ်အခုလို့ဒဂါကြီးကကြုတ်ကိုတာကြုတ်ကတော့လာဖို့ကစိတ်ကူးမရှိဘူးမှန်ပါဘုန်းကြီးကတခေါက်တော့ရောက်အောင်လာခဲ့ပါဘူးဟုတ်လားမှန်ပါတနေ့က2024လောက်ရောက်အောင်လာခဲ့ပါဘူးခေါ်တယ်နော်အဲ့တော့ဘာပြောပြောပြင်ရတာတွေရောအခုလို့တွေ့ရတာတွေရော ီယိုတွေဒီတောင်းမြန်မာနိုင်ငံကဒီယိုတွေတောင်းကြီးမှာလာစုနေတယ်လို့ပဲမှန်ပါဗျာအဲ့တော့ဝမ်တာပီတီဖြစ်တာပေါ့လေခိုင်းရဲ့ရှင်ပြဒီပွဲကိုပြည်သူတွေတောင်းတာနေတာကြားပါပြီဗျာတောင်းတာနေနင်းနေရကြားပြီးအခုလိုမျိုးတို့လာတဲ့အချိန်မှာရာသီဥတုလေးမကောင်းသေးပဲပြည်သူတွေကနာတော့စိတ်ပေါက်ပေါ့ဗျာအော်ရာသီဥတုကဖောက်ပြန်တတ်တဲ့သုံးတရားရှိသည့်အတွက်လည်းဒီမှာကဟုတ်တယ်ကတော့အဲ့တော့ချန်ပီယံတွေကဝန်ကြီးချုပ်တွေရောတိုင်းမှုတွေရောဌာနဆိုင်ရာဝန်ထမ်းတွေရောဟုတ်လား ယာယီဓမ္မရတကတကကြီးကာချုပ်ကြီးရောပေါ့နော်ဘာပြောပြောအခုလိုလူတွေ NRK ဖြစ်ရှင်းအောင်ကျင်းပပေးတဲ့အတွက်အတိုင်းထဲဝန်တာတယ်လို့ပဲနော်ဘုံလဲကုန်ယူတယ်ပေါ့သူလေးလေးလေးစားတယ်မြန်မာနဲ့ဒါမေတ္တာပို့လေပေါ့ဗျာနော်အခုလုံချော်ရေးမှလည်းဦးတန်းရွှေတို့ဒါလုံချော်ရေးပေးတယ်အဲ့တော့ပြည်သူတွေရဲ့ကိုသားဒီဒါဒီမှာပဲအပြော်ရည်စုကြဆိုတော့ကျေးဇူးတင်တယ်လို့ပဲပြောရင်းတယ်เนาะခုနကကြီးမပြောချင်တယ်ပြဆိုပါမှန်ပါဗျာဘုံဘုံလေးနမဲတော်တို့ဆက်မိနေတောင်ကြီးမျိုးပထမဆုံးကြိမ်ခုတော့လာရောက်ပြီးအားပေးတယ် ဒါရောက်ပြီးတော့ချိန်မြင့်ပြရတဲ့ဒီလူကြီးကိုစားချမ်းပြည်နယ်ကိုစားတဲ့ဘက်ကဝမ်းမြောက်ဝမ်းသာဘုံယူပါတယ်ဗျာအဲဟုတ်ပါပြီကဲတောင်ကြီးလူတောင်ကြီးသားများနဲ့မြန်မာနိုင်ငံမှာရှိကြတဲ့ပြည်သူများအားလုံးစိတ်ချမ်းသာကိုယ်ကြီးကြပါစေမနဲ့ပြည်စုံပြီးအန္တရာယ်ကင်းလို့ဖေးရှင်းကြပါစေဗျာမြန်မာနိုင်ငံကြီးလည်းအများဆုံးငြိမ်းကြပါစေဗျာအခြားအခြားတော်မျိုးတွေလည်းတောင်ကြီးမျိုးလိုပဲအခုလိုပြည်သူတွေကြော်ရွှင်မှုတွေအများဆုံးရပါစေဗျာအားလုံးတော်ပါပဲဗျာဟုတ်ချင်ပြရလဲဒီနေ့မှာကသာသနာ့ကျိုးနိုင်ငံကျိုးပြည်သူကျိုးစတဲ့အမှုတို့ပြီးဆောင်ရွက်နိုင်ပါခင်ဗျာ ဘယ်တော့လဲစုံမောင်းတော့ရေဘယ်တော့လို့ချင်းဆက်ပြီးအတွင်းအင်ကြီးပေါ်ဆောင်ရဖို့လဲဘယ်တော့လို့ရှင်းပြောင်းနဲ့ခေါရတဲ့အတွင်းကြီးမှာဖြစ်ပြန်ဟုတ်ပြီဟုတ်ပြီမှန်ပါဗျာ